啊！一打这个，大概差别了嘛？大概大没有个呢。啊，就这片石冈山呢，地啊，一打这个，对面啊，一打一年了嘛，对面得得地裂呢，房子也拆了没有？比如说，原来呢，几年别拆了没有？只要这个，对面弟弟几年没修别墅了没有？比如说，要都要打面，一打面山东部队、山东一开的个别墅了没有？比如说呢？ စန္ဒရီခါကိုအဲဒီထုတ်လုပ်တဲ့ကြေးရွာလိုမျိုးပြီးလို့ရှင်တော့စပကြီလိုဟာမျိုးတွေကိုရည်ရွယ်ချက်ရှိရှိဖြတ်စည်းတာမျိုးအဲ့ဒါတွေဟာအင်မတန်မှဒီအာရာဇဝမှုဖြစ်ပါတယ်နှစ်ကာလလို့ပြောတဲ့အခါမှာကျမတို့ကချင်ဒေတာမှာတော့16နှစ်ဖြစ်တယ်ပေါ့တို့တော်လည်းပဲအခြားဒေတာတွေမှာကတော့ဒီ၄နှစ်ပေါ့နော်ဖြစ်လာပြီပေါ့ အဲ့တော့ဒီကာလအတွင်းမှာကျမတို့အရင်နှုန်းကအချိန်နေနဲ့အခုချိန်နေနဲ့ရှင်တွဲမယ်ဆိုလို့ရှိရင်ကောင်းတာကတော့အင်မတန်နည်းသွားပါတယ်ဆိုးရတာကအင်မတန်များလာပါတယ်ပထမဦးဆုံးပြောမယ်ဆိုလို့ရှိရင်ကျမတို့ generation တစ်ခု10နှစ်ဆိုတဲ့ကာလအခုဆိုရင်14နှစ်ဖြစ်သွားတဲ့အခါကြီးကလေးတယောက်ဟာဒီအဲ2017ခုနှစ်မှာအသက်9နှစ်ဆိုလို့ရှိရင်ဒီနေ့အချိန်မှာဘွေးရရမှာဖြစ်တယ်ဒါပေမဲ့အခုအချိန်မှာအဲ့ဒီကလေးတွေဟာဘွေးရတဲ့ကလေးတွေကတော်တော်ကိုရှားပါးသွားပါတယ် ဘာဖြစ်လို့လဲဆိုရင် DIDB ကမှာအခုအထူးသဖြင့်စစ်ဘေးတာနဲ့ direct ထိတွေ့တဲ့နေရာတွေကကလေးတွေဆိုလို့ရှိရင်ကြောင်းမတက်ဖြစ်တာပြီးလို့ရှိရင်ကြောင်းတက်လို့ရှိရင်လည်းအရင်အတွေးပြည့်နေတဲ့စာတင်ကြောင်းတွေမှာတက်ခွင့်ရတာအရင်အတွေးပြည့်မီစွာတင်ကြားခွင့်ရတာတွေကအင်မတန်နည်းတဲ့အပြင်စာအမိသားစုရဲ့ဇမ္မာရေးပညာရေးစီးပွားရေးအစရစအရာရာအားလုံးပြိုယူရင်းသွားတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီကလေးတွေဟာဒီနေ့မှာတကယ်တမ်းပွဲရသလားဆိုရင်လည်းမရကြပါဘူး ြီးလို့ရှိရင်တော့ဒီဘွဲရတဲ့ကလေးတွေပေါ့အခုအထူးသဖြင့်မြို့ပေါ်က IDB camp တွေမှာရောက်ရှိသွားတဲ့ចောင်းသူចောင်းသားတချို့ကလေးတချို့ကတော့ဘွဲရသွားပါတယ်တို့တော်လည်းပဲတို့တွေဟာတင်ကြားတင်ယူထားတဲ့ပညာတွေနဲ့အသက်မွေးဝမ်းကြောင်းပြုနိုင်ကြလားဆိုမပြုနိုင်ကြပါဘူးဘာဖြစ်လို့လဲဆိုရင်ကချင်ဒေတာတစ်လျှောက်လုံးအထူးသဖြင့်ဒီကချင်ဒေတာနဲ့ရှမ်းမြောက်ဒေတာဒါဟာစစ်ပွဲဆက် တကယ်ကို14နှစ်ပြည့်သွားတဲ့နေရာတွေဖြစ်တယ်။အဲ့ဒီနေရာမှာစီးပွားရေးအလုပ်အကိုင်နဲ့အားလုံးကပြည့်ရင်းသွားပါတယ်။အဲ့တော့တမယိုးကြအရင်တုန်းကလိုကုတန်းရောင်းဝယ်ရေးဆိုင်ပြိုးရေးတောင်းရခုတ်တဲ့လုပ်ငန်းတွေအကုန်လုံးဟာပြိုရင်းသွားပါတယ်။စီးပွားရေးလုပ်ငန်းပြိုရင်းသွားတဲ့နေရာမှာဘာအစားထိုးလာတယ်လဲဆိုတော့ဒီ14နှစ်ကာလအတွင်းမှာတောတောင်တဘာဝတယံဇာတတွေကိုပဲမိခိုပြီးတော့မှလုပ်ကင်စားတော့ရတာဖြစ်တယ်။ပြီးလို့ရှိရင်တော့ဒီအဲတိုင်းဒါတော်လာရေးတပ်ဖွဲ့တွေဟာလည်းတယံဇာတကိုပဲမိခိုပြီးတော့မှအရင်အနည်းပြုလုပ်ရတာဖြစ်တယ်။ ဒါကြောင့်မို့လို့ဒီ14နှစ်ကိုလွန်ခဲ့တဲ့14နှစ်နဲ့အခုချိန်နဲ့ရှင်လိုက်လို့ရှိရင်လုံးဝကို before and after မမမိနိုင်စရာမယုံနိုင်စရာကိုပြောင်းလဲသွားတာဖြစ်တယ်အထူးသဖြင့်ကျမတို့နေဆက်တလျှောက်မှာဆိုရင်အရင်တုန်းကဆိုတစ်တော့တယ်အရန်ထူတယ်ပြီးတော့ပိတ်နေတယ်မှောင်မဲနေတဲ့နေရာတွေအဲ့ဒါတွေဆိုလို့ရှိရင်အခုက healing ပြင်နေဖြစ်သွားပါတယ်ဥပမာကြည့်မယ်ဆိုလို့ရှိရင်ကျမတို့ပန်းဝါဒီက ပြီးလို့ရှိရင်တော့ဒီကျမတို့ကောင်ရီကုံလို့ပြောတဲ့ဒီ brandku တုံဒီအာနေစားတလျှောက်ဒေတာတွေမှာဆိုရင်ဒီ rare app တွေတူးလို့အဲဒီမြေရှားတတူတွေတူးလို့ပြီးလို့ရှိရင် mid down တလျှောက်ဒီရေးရှိတဲ့နေရာချောင်းရိုးတလျှောက်တွေဆိုရင်ရွှေတွင်းနဲ့ဖြစ်သွားတဲ့အတဲကြောင့်မို့လို့တကယ်ကို healing ပြင်နေဖြစ်သွားပါတယ်တစ်ခုတ်တဲ့နေရာကတော့မရှိတလို့ဖြစ်သွားပါတယ်။ဘာဖြစ်လို့လဲဆိုတော့အရင်တုန်းကလည်းတစ်ခုတ်သွားတဲ့အတွက်ကြောင့်မလို့တစ်တော့ကတော့ပြန်ပြီးခုတ်ဆရာကိုမကြံတော့ဘူး။သို့တော်လည်းပဲရွှေကြောက် ီမြေချတတ်တူတရားတွေတူးဖော်တဲ့အတွက်ကြောင့်မို့လို့ကဘာဝတန်ဇာတတွေကဟင်းလင်းမြင်မှုဖြစ်သွားပါလေ။အဲ့တော့အကယ်၍များကျမတို့လွန်ခဲ့တဲ့17ရက်ဒီ satellite ပုံရိပ်နဲ့အခု14ရက် satellite ပုံရိပ်နဲ့အခုချိန်မှာရှင်းလို့ကြည့်မယ်ဆိုလို့ရှိရင်တောတောင်တဘာဝအားလုံးပြည့်စည်သွားပါလေ။တော်တော်တဘာဝအားလုံးပျက်စီးသွားတယ်စိုက်ပျိုးရေးကန္တာအတွက်ပျက်စီးသွားတယ်အရင်တုန်းကတစ်တော်တွေဒီအာစိုက်ခင်းနေပြီလို့ရှိရင်တော့ဒီလိမ္မောချမ်းလိုမျိုးတစ်တီးချမ်းနေပြီးတော့ ဒီအာလေယာတွေဟာမပြောချင်နေဖြစ်သွားတာတွေအများကြီးဖြစ်တယ်။ဒါကဘာကိုဖော်ပြတယ်လဲဆိုရင်အဲ့ဒီနေရာလူတွေကိုပါ uproot ပေါ့နော်ဒီလူတွေကိုပါမောင်းထုတ်လိုက်တာနဲ့အတူတူပဲဖြစ်တယ်။အဲ့တော့အဲ့ဒီ data တွေမှာအရင်တုန်းကလူနေထူထပ်တဲ့နေရာတွေလူရှိတဲ့ကြေးရွာတွေဟာအခုချိန်မှာဆိုရင်မရှိတော့တဲ့လောက်ကိုဖြစ်ပါတယ်။အဲ့တော့အခု2023ဒီအာနာတင်ပြီးတဲ့အခါမှာကျမတို့ကချင် data မှာတိုက်ပွဲကပုံမှုပြင်းထန်သွားပါတယ်။ ဘလောက်အထိပြင်းထန်တယ်လဲဆိုလို့ရှိရင်တော့ဒီကြေးရွာတွေအကုန်လုံးပျက်စီးသွားတယ်မြို့တွေပါပျက်စီးသွားတဲ့အခြေအနေမျိုးကိုရောက်လာတာဖြစ်တယ်အဲ့တော့ကျမတို့မြို့ကြီးတွေလို့ပြောလို့ရှိရင်ဗမော်ခရိုင်ကမြို့တွေအားလုံးနှိပါပျက်စီးသွားတာဖြစ်တယ်ရွှေကူတမြို့ပဲကျန်တော့တယ်ပြင်ကျေးလက်ကြေးရွာတွေအကုန်လုံးကလည်းပျက်စီးနေပြီဖြစ်တယ်အဲ့တော့အဲ့ဒီဒေတာကမြို့ပေါ်ကလူတွေပါအကုန်လုံးဒီနေ့ဆိုရင် IDP လို့ဖြစ်သွားတယ် IDP ဖြစ်သွားတဲ့အခါမှာတနိုင်ငံလုံးကိုပြန်ကျဲသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့စီမံငကိုကရှိနေတဲ့ဒီညာနာလောက်သားတွေလို့ပြောတဲ့ဒီ အဲကျောင်းဆရာလိုမျိုးဆရာဝန်လိုမျိုးအဲပြီးလို့ရှင်တော့ engineer လိုမျိုးပြည်သူလူထုအားကိုးရတဲ့ဝန်ဆောင်မှုလုပ်ငန်းကိုပေးနေတဲ့ခန္ဓာတွေကလည်းပျောက်ဆုံးသွားတာဖြစ်တယ်။ဒါကအစအစအရာရာကိုကျမတို့ဟိုတစ်ခေါက်မှမထင်မှတ်ထားတဲ့အခြေအနေရောက်အောင်ကိုကျမတို့ထိုးဆိုင်ဆင်သွားတာဖြစ်တယ်ပေါ့။နောက်တစ်ခုကတော့ဒီအရက်သားတွေကို target ထားပြီးတော့မှတိုက်ခိုက်တာမျိုးပေါ့နော်။ အထူးသဖြင့်စစ်ကောင်စီအနေနဲ့ဒီအရက်သားတွေကိုတမင်အရက်သားရဲ့နေရာတွေမှာတမင်တက်တက်ဒီလေရင်နဲ့ဘုံကျဲချတာမျိုးပြီးလို့ရှင်တော့လက်နဲ့ကြီးနဲ့ပြစ်ခဲ့တာမျိုးချေးရွာတွေကိုတမင်တိတိကြီးနဲ့မိရှုဖြက်စီးတာမျိုးပြီးလို့ရှိရင်ရွာသူရွာသားများအရက်သားများစားသုံးဖို့အတွက်စားနပ်ရိက္ခာတွေကိုဖြက်စီးတာမျိုးပြီးလို့ရှင်တော့စားနပ်ရိက္ခာကိုဒီထုတ်လုပ်တဲ့ချေးရွာလိုမျိုးပြီးလို့ရှင်တော့စပကြီလိုဟာမျိုးတွေကိုရည်ရွယ်ချက်ရှိရှိဖြက်စီးတာမျိုးအဲ့ဒါတွေဟာအင်မတန်မှဒီအာရာဇဝမှုဖြစ်ပါတယ် အဲ့တော့ဒီယာမျိုးလုံရက်တွေရှိနေတဲ့ွေကျမတို့ပြည်သူလူထုတွေကပိုပြီးခံရနေမှာဖြစ်ပါတယ်အဲ့တော့မြန်မာနိုင်ငံကဒီဒေါ်လာရေးမပြည့်မချင်းတိုက်ပွဲဖြစ်မှာသိရှိပါတယ်ဒါနားလေသဘောပေါက်ပါတယ်ဒါပေမဲ့အဲ့ဒီလိုမျိုးအချိန်တွေမှာတိုက်ပွဲမှာပါဝင်မှုမရှိတဲ့အယက်သားတွေရဲ့လုံခြုံရေးကိုနှစ်ဖက်စလုံးကမိတူမဆိုးအကုန်လုံးကယူဆိုင်ဆောင်းလျှောက်ပေးဖို့အတွက်ကျမတို့အနေနဲ့တောင်းဆိုချင်ပါ တစ်ဖက်ကကြည့်ရင်လည်းကောင်းတာပြန်ရှိလာတယ်လို့ပြောလို့ရတယ်။ဆိုးအောင်နေရာတော်တော်များလာတဲ့အခါမှာဒီဆိုးအောင်လို့ပြောတဲ့ဒီအဲကချင်းအဲလူမြောက်ရေးလူလိုက်ရေးတတ်မတော်ကနေပြီးတော့မှထိမ့်ချုပ်သွားနိုင်တဲ့နေရာဒီနေရာတွေမှာဆိုလို့ရှိရင်ကြေးရွာတော်တော်များများကိုခု IDP တွေကပြန်ပြီးနေထိုင်လို့ရလာတာရှိပါတယ်။အခုဒီနှစ်ကနေစပြီးတော့မှမိမိတို့ရဲ့ဒေတာကိုပြန်ဖို့စူးစမ်းနေတယ်။တချို့ကလည်းရောက်နေပြီ။အဲအဲ့လိုမျိုးနေရာမှာပြန်လဲထူထောင်ဖို့အတွက်စူးစမ်းတဲ့ စူးစမ်းလို့ရတဲ့အခြေအနေတွေလည်းရောက်လာတာဖြစ်ပါတယ်။ပြီးလို့ရှိရင်တစ်ဖက်တစ်လမ်းကနေပြီးတော့မှကျမတို့နိုင်ငံရေးအရပိတ်နေတဲ့အတွေးခေါ်တွေဟာအခုချိန်မှာတစ်ခေါက်ပြန်ပြီးပွင့်လာပြီးတော့မှကိုအားကိုကိုရမယ်ပြီးအစိုးရကိုထိန်းចောင်းရမယ်ဆိုတော့အဲစိတ်ဓာတ်မျိုးတွေလည်းထွက်ပေါ်လာတာတွေအများကြီးမြင်ရတယ်။အဲပြီးလို့ရှင်တော့လွတ်လပ်မှဖြစ်မယ်ဆိုတဲ့အရာကိုလည်းကျမတို့တော်တော်လေးအာမြင်ရတဲ့အတွက်ကြောင့်မလို့အားတက်စရာလည်းရှိပါတယ်။ဒါတွေကတော့လွန်ခဲ့တဲ့14နှစ်နဲ့မတူတာတဲ့အချက်တွေပေါ့နော်။ အခုအချိန်မှာတော့ဒီဘလို့ဥဆောင်တယ်လဲဆိုတဲ့အချိန်မှာပေါ့နော်ကျမကတော့အခုလောလောဆယ်ကတော့ပါလဲဆိုလို့ရှိရင်တော့ဒါအာတော်လိုင်းကြီးအောင်မြင်မှပဲအဆင်ပြေမယ်ဆိုတဲ့ဘက်ကိုရောက်လာတာဖြစ်တယ်အဲ့တော့ကျမရဲ့အာယုံတော်တော်များများနဲ့လုပ်ငန်းဆောင်ရွက်မှုတော်တော်များများကစစ်ဆောင်ပြည်သူတွေကိုကူညီတယ်ဆိုတာဖြစ်တော်လိုင်းကြီးတစ်ဖက်တစ်လမ်းကနေကြီးတော်မှအောင်မြင်အောင်ကူညီပေးတယ်ဆိုတဲ့ခန္ဓာမျိုးကိုပို့ရောက်လာပါတယ် အဲ့တော့ CDM နေဥဆောင်တဲ့လုပ်ငန်းနေပြီးအဲဒီ NUG ဥဆောင်တဲ့လုပ်ငန်းနေထဲမှာတစ်ဖက်တစ်လမ်းကနေပြီးတော့မှ CDM နေလုပ်ဆောင်နေတဲ့လုပ်ငန်းနေကိုပါဝင်ပံ့ပိုးကူညီတာမျိုးပြီးလို့ရှိရင် data stream မှာလိုအပ်တဲ့ fill the gap ပေါ့တခြားအဖွဲ့အစည်းတွေ NGO တွေပြီးလို့ရှိရင်တော့ NUG လည်းမလုပ်နိုင်ဆိုတဲ့ခန္ဓာမျိုးတွေမှာကျွန်မအနေနဲ့ဖြည့်ပြီးမှ fill the gap ဆိုတဲ့လုပ်ငန်းမျိုးကိုပို့ပြီးလုပ်ဆောင်ပေးပါတယ်ပြီးလို့ရှိရင်တော့လိုအပ်တဲ့နေရာနဲ့အဲဒီလူတန်းချင်တဲ့နေရာပေါ့ resource ရှိတဲ့နေရာနဲ့လိုအပ်နေတဲ့နေရာကြားမှာချိတ်ဆက်ပေးတာမျိုးကို ပို့ပြီးလှုပ်ဆောင်ပါတယ်အဲ့တော့စစ်ဆောင်ပြည်သူတွေကို direct ကူညီတယ်ဆိုတာထက်သူတို့တွေကိုကူညီတာဟာလည်းတစ်ဖက်တစ်လမ်းကနေပြီးဒေါ်လာကြီးကိုပံ့ပိုးတယ်ဆိုတော့စိတ်ဓာတ်မျိုးနဲ့ပြည်တော်ဒေါ်လာကြီးကိုပံ့ပိုးတဲ့အနေနဲ့ဆောင်ရွက်တာမျိုးပဲရှိပါတော့တယ်ရှင့်အဲ့တော့ပြည်တော်ဒေါ်လာကြီးကို direct အဲအထောက်ကူပြုမဲ့ကဏ္ဍမျိုးကိုကူညီပါတယ်အခုဒီ၁၄နှစ်ဆိုတဲ့ကာလအတွင်းမှာဒီခန်းစားရတဲ့ဒီအဲပြည်သူလူထုအများကြီးရှိပါတယ် အဲ့တော့အဲ့ထဲမှာမှဒီစစ်ဆောင်လို့ပြောလို့ရှိရင်တော့အရင်လွန်ခဲ့တဲ့၁၄နှစ်ကတည်းကစစ်ဆောင်တဲ့လူတွေနဲ့အခုလွန်ခဲ့တဲ့၄နှစ်ဒါတင်မကပဲနဲ့ဒီလောလောလတ်လတ်မနှစ်တနှစ်ကနေပြီးတော့မှဒီတိုက်ပွဲအကြီးအကျယ်ဖြစ်ပွားတဲ့နေရာဥမာဆိုရင်ဂျပန်နေနေတဲ့နေရာဆိုရင်တော့ဗမော်နဲ့အနီးဆုံးပေါ့ဗမော်ခရိုင်ကမိုးမောက်မန်စီဗမော်မြို့သူမြို့သားများလို့စစ်ဆောင်တဲ့သူတွေအများကြီးရှိပါတယ် အဲ့တော့ဒီ senior IDP လို့ပြောချင်တဲ့လွန်ခဲ့တဲ့17နှစ်ကလူတွေဆိုရင်အခုအချိန်မှာဆိုလို့ရှိရင်အခြေအနေတစ်ခုမှရောက်အောင်သူတို့နေသားကြနေပြီဖြစ်တယ် ပြီးရင်မိမိတို့မူရင်းဒေတာကိုပြန်သွားလို့ရတဲ့သူတွေလည်းရှိနေပြီးပြီးရင်တော့သားသမီးတွေအနေနဲ့လည်းအခြေအနေတစ်ခုကိုနားလည်ပြီးတော့မှအဲ့ဒီနေရာမှာယက်တီနိုင်တဲ့အဒီအနေထားမျိုးပေါ့အော်ပြည့်စုံတယ်လို့မဆိုလို့ဘူးတို့တော်လည်းပဲနေသားကြနေတဲ့အခြေအနေမျိုးနဲ့အဲဘလူးကျင်လည်းရမလဲဆိုတဲ့အခြေအနေမျိုးကိုတို့ရောက်ရှိနေပြီဖြစ်တယ်အဲ့တော့တို့တွေအနေနဲ့ဒီ junior IDP လို့ပြောတဲ့အခုမိနစ်တစ်နေ့ကမိနစ်တစ်နေ့ကမှ IDP ဖြစ်လာတဲ့သူတွေကိုပံ့ပိုးကူညီလက်တွဲခေါ်တာမျိုးကိုလည်းလုပ်စေချင်တယ်ဒါက P2 ကနေ P2 ချင်းချင်းကူညီမှရမှာ ာဖြစ်ပါတယ်။ဘာကြောင့်လို့လဲဆိုရင်တစ်ဖက်ကနေ NGO တွေအရပ်အဖွဲ့အစည်းတွေရဲ့လှုပ်ဆောင်နိုင်စွာကအင်မတန်နည်းပါတယ်။သူတို့ရဲ့ရန်ပုံငွေတွေအကုန်လုံးဟာတော်တော်များများဟာရပ်ဆိုင်သွားပြီဖြစ်တယ်။ပြီးလို့ရှိရင်အခုချိန်ဒီမှာဝင်နေတဲ့ရန်ပုံငွေတွေကလည်းဒီစစ်ကောင်စီကနေတဆင့်ပဲရရှိဖို့အတွက်ပုံများတာဖြစ်တဲ့အတွက်ကြောင့်မလို့နေဆက်ဒေတာကနေပြီးတော့မှအဲလက်ခံရရှိဖို့ဆိုတာအင်မတန်နည်းပါတယ်။ပြီးဆုံးရှင်နောက်တစ်ခုကတော့ဒီရောက်လာတဲ့အဲနည်းနည်းပပသောဒီ 啊，杨百万的说来，啊，干得蛮喜欢嘞。我话说鲁迅了，都瞧杨百万呀，牛得牛呗不一样，没路表白嘞。俺说姑娘，你谢谢嘛，牛得都要打压压地罗嘛，地牛得都要给高包来骗男人骗女人道嘛，地啊，困难牛得你别说嘞，杨百万个从有东西路没一样地路。俺说，俺今年嘛开开习惯了。 အဲ့တော့တခါတလေကြလို့ရှိရင်တော့ဒီ IDB ချင်းချင်းတူတူအရတအချင်းချင်းတူတူတချို့ဆိုလို့ရှိရင်တော့ accident ကြောင့်တော့၎င်းဒါမှမဟုတ်ဆစ်ဆောင်ရင်းတော့၎င်းထိခိုက်ဒဏ်ရာရသွားတာတွေအခြေအနေတစ်ခုမှာကယ်ရမယ့်ကုရမယ့်တွေဖြစ်နေပါတယ်တော်တော်လေးပဲတခါတလေရတဲ့ရံပုံငွေကမိုင်းကြောင်ထိခိုက်တဲ့ဟာလက်နဲ့ကြောင်ထိခိုက်တဲ့သူတွေကိုပဲပေးခွင့်ရှိတယ်လို့ပြောတဲ့အခါမှာအခုနလိုတေကောင်ပေါင်းလေးတယောက်ကိုကူညီဖို့အတွက်အင်မရာအခက်ခဲရှိပါတယ် အဲပြီးလို့ရှိရင်တော့တခါတလေကြားလို့ရှိရင်တော့ကျမတို့ psycho social support အများကြီးလိုပါတယ်တချို့တွေဟာ suicidal mood တွေဖြစ်ပါတယ်အဲ့တော့တိကုတ်ကိုကိုတေချောင်းတံပိုးစူးစမ်းနေတဲ့သူတွေရှိလာတယ်အဲပြီးလို့ရှိရင်လည်းရှိလည်းရှိနေတယ်ဒါပေမဲ့အဲ့ဒီလိုမျိုးတွေကိုစိတ်တက်ခွန်အားအနေနဲ့ပဲပေးလို့မရဘူး psycho psycho social support နဲ့လို့ပြောတဲ့အခါမှာတကယ်လည်းပဲ psycho တိမက social ပါလို့အပ်ပါတယ် အဲ့အချိန်မျိုးမှာသူ့အတွက်အခက်အခဲတစ်ခုကိုကြော်လွှားနိုင်ဖို့တခါတလေပံ့ပိုးမှုအနည်းအကျဉ်းလိုအပ်ပါတယ်ဒါပေမဲ့အဲ့ဒါမျိုးတွေကိုပံ့ပိုးဖို့အတွက်လည်းပဲမရှိပါဘူးနောက်တစ်ခုကတော့ဒီစိတ်တမာရေးအတွက်လိုအပ်တဲ့အရာတွေကိုပံ့ပိုးပေးတဲ့အဖွဲ့အစည်းကအင်တန်ရှားပါတယ်မရှိပါဘူး ပြီးလို့ရှိရင်တော့စိတ်ကျမရေးအတွက်ဆောင်းရှောက်နိုင်တဲ့ဒီအဲအရင်းမြစ်တွေပေါ့လူသားအရင်းမြစ်လို့ပြောတဲ့ psychiatric တွေလည်းမရှိဘူးပေါ့ပြီးတော့ကောင်ဆလာကောင်းကောင်းနဲ့ကျမတို့ဒေသမှာမရှိပါဘူးအဲ့တော့ online ကနေပေးတယ်ဆိုရင်တော့မှကျမတို့ online တုံးလို့ရနိုင်တဲ့အခြေအနေမျိုးရှိမှအဆင်ပြေမှာဖြစ်တယ်အဲ့လိုမျိုးအခြေအနေမျိုးမှာကျမတို့ရံပုံွေတွေအများကြီးလိုအပ်ပါတယ်။လူအရင်မြစ်လည်းလိုအပ်တယ်။ငွေအရင်မြစ်လည်းလိုအပ်တယ်။ဘာဖြစ်လို့လဲဆိုရင်ဈေးဝါးတွေဟာလွန်ခဲ့တဲ့ ၃၅၄၅နှစ်နဲ့စာရဲ့အခုချိန်မှာဒီစာငါစာစီတက်သွားပါတယ်တရင်ပို့ဆောင်မှုလမ်းကြောင်းကြောင်းမှုလည်းပူစီတက်ပါတယ်မောင်ခိုဝယ်ရတယ်ဒါတင်မကပဲနဲ့အဲ့ဒါကိုစစ်ကောင်စီမသိအောင်ပယ်ရတယ်အဲ့လိုမျိုးတည်ဆောင်လာတဲ့လမ်းတစ်လျှောက်လုံးမှာငွေကုန်ကြေးကျအင်တာများတဲ့အခါမှာဒီဒေတာကိုရောက်ဖို့ဆိုရင်အင်တာခက်ပါတယ်။သို့တော်လည်းပဲတကယ်တမ်းရှိတဲ့ရန်ပုံငွေရှိရင်တော့အဲ့ဒါမျိုးအတွက်သုံးဆွဲခွင့်မရဘူးပေါ့နော်။အဲ့ဒါကြောင့်မို့လို့ဒီပြီးတူလူထုစီဒါရိုက်ရောက်မဲ့ညီးနဲ့ရန်ပုံငွေတွေကိုပန့်ပိုးစေချင်တယ် အခုကျမတို့အများဆုံးသုံးဆွဲနေတာပြည်သူကနေပြည်သူလှမ်းပြီးလူလူသားနဲ့ငွေတွေကိုပဲကျမတို့သုံးဆွဲလို့ရနေတာဖြစ်တယ်။အဲ့တော့ institutional fund လို့ပြောတဲ့ NUG ကနေဝင်တဲ့တစ်ဆင့်ရံပုံငွေတွေလည်းအဲ့ဒါမျိုး flexible funding မျိုးတွေကိုအများကြီးရှိစေချင်တယ်။ဒါမှပဲကျမတို့ဒေသမှာအမှန်တကယ်လက်တွေ့အနေနဲ့အဲ ူညီနိုင်မှာဖြစ်ပါတယ် NGO တွေ CSO တွေစီကနေရတဲ့ရန်ပုံငွေတွေလည်းအများကြီးကျမတို့အဲ့ဒါမျိုး flexible funding တွေကိုပို့ပြီးချပေးဖို့အတွက်လိုအပ်တယ်နောက်တစ်ခုကတော့ဒီ major donor တွေဖြစ်တဲ့ဒီ အဲ government donor တွေပေါ့နော်သူတို့တွေအနေနဲ့ကျမတို့ဒီစက္ကဆပေါ့စစ်ကောင်စီကနေတဆင့်ပေးမဲ့အစား NUG ကိုအစိုးရတရားအနေနဲ့အတိအမှတ်ပြုပြီးတော့မှ NUG ကနေတဆင့်ပို့ပေးတာမျိုးပြီးလို့ရှိရင်တော့အရက်ဘက်အဖွဲ့အစည်းတွေစီကနေပြီးတော့မှ direct ပို့ပေးတာမျိုးဥပမာဆိုရင်တော့ Sit the Children လို့ NGO အကြီးတွေကနေပြီးတော့မှဒီအရက်ဘက်အဖွဲ့အစည်းတွေပြီးတော့ဒီရအတွင်းမှာရှိတဲ့ CSO တွေပေါ့နော်သူတို့စီကို direct ပို့ပေးတာမျိုးအဲ့ဒါမျိုးဆိုရင်တော့ပို့အဆင်ပြေတယ် ဒါတင်မကပဲနဲ့နင်းဆက်ကနေပြီးတော့မှတစ်စစ်ဒီ ERO တွေထိမ့်ချုပ်တဲ့နေရာကအခွင့်အရေးတွေစီကိုပံ့ပိုးပေးရင်လည်းအဆင်ပြေပါတယ်ဒါတွေဆိုလို့ရှိရင်တော့ကျမတို့တော်တော်လေးကိုအဆင်ပြေမှာပါဒီမရှိရှိတဲ့ရံပုံငွေရှားပါတဲ့ရံပုံငွေအကန့်အသတ်ရှိတဲ့ရံပုံငွေကိုစနစ်တကျအဲ့လိုတုံးဆွဲဖို့အတွက်အများကြီးလိုအပ်ပါတယ်။နောက်တစ်ခုကတော့လုံခြုံရေးပေါ့နော်။လုံခြုံရေးအတွက်ဆိုလို့ရှိရင်လည်းအင်မတန်မှကျမတို့အဲတခါတလေကြလို့ရှိရင်အခက်ခဲကြုံရတယ်။ဒါကြောင့်မို့လို့ဒီလုံခြုံရေးအတွက်လည်းပဲအကုန်လုံးရဲ့လုံခြုံရေးကိုအာ ထဲ့တွင်းစဉ်းစားပြီးတော့မှတူတူတိတ်တိတ်နဲ့အလုံးလုံးစီချင်တယ်ပေါ့ဒါဆိုလို့ရှိရင်နန်းတစ်လျှောက်လုံးမှရှိတဲ့ဒီအဲပံပိုးမှုတစ်လျှောက်လုံးမှရှိတဲ့မိတုကမှထိခိုက်မှုမရှိရင်တော့ပို့စစ်ပြေတာဖြစ်ပါတယ်ပေါ့နော်အရေးကြီးဆုံးတစ်ခုကလို့ပြောလို့ရှိရင်တော့ကျမတို့ဒီအခုဆိုးအောင်နေနေတွေမှာလကောင်းပြီးလို့ရှိရင်တော့ဟိုဘက်ဒီဘက်ကြားမှာတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာတရားဥပဒေဆိုးမှုမှုတွေကအင်မတန်မှအာခက်ခဲရှိနေတယ်ပေါ့နော်ဥမာတစ်ခုခုဖြစ်သွားရင်ဘယ်ကိုသွားတိုင်ကြရမလဲ တခါတလေကြာရင်မိမိတို့အာကိုတကြီးနဲ့တိုင်ကြားရမယ့်သူတွေဟာအစိုးရလိုကိုကိုကိုတတ်မှတ်ထားတဲ့အဖွဲ့တွေဟာတကယ်တမ်းကျွလွန်သူဖြစ်သွားရဲဆိုလို့ရှိရင်ကျမတို့အတွက်ပိုပြီးတော့မှအဟန်တာဖြစ်တယ်ပေါ့အဲအဲ့တော့ ER ကိုထိန်ချုပ်တဲ့နေရာမှာတော့၎င်းတိုက်ပွဲဖြစ်ပွားတဲ့နေရာမှာတော့၎င်းအမျိုးသမီးနဲ့ကလေးငယ်တွေရဲ့လုံခြုံရေးတွေကအင်မတန်ရေးကြည့်တယ်အဲ့ဒါကြောင့်မလို့ကျမတို့အနေနဲ့မိမိတို့ရဲ့ ဒီနေရာတိုင်းမှာကိုယ့်ရဲ့အဖွဲ့အစည်းကနေပြီးတော့မှတတ်မှတ်ထားတဲ့ code of conduct တွေပေါ့နော်အဲ့ဒါတွေကိုကောင်းကောင်းမွန်မွန်အတိအကျကြာကြာလိုက်နာဆီချင်းတယ်ပေါ့မီတူမဆိုပေါ့နော်အဲ့ဒီညမှာဒီ NUG ရဲ့အတွင်းမှာတော့၎င်း ER ဒီ ERO တွေရဲ့အတွင်းမှာတော့၎င်းပါရှိတဲ့အာအရာရှိအရာခအကြက်တတာအားလုံးပြီးရင်အုတ်ချုပ်ရေးပိုင်းကတူတွေအကုန်လုံးကိုလည်းကျမတို့မျိုးဖြစ်စေချင်တယ်ပေါ့နောက်တစ်ခုကတော့ဒီတယန်ဇာတာနဲ့ပတ်သက်ပြီးတော့မှလည်းကျမတို့ဒီ အာထင်းတင်းတုံးရမဲ့စင်းမင်းစီကနေကိုလိုက်နာစီခြင်းနဲ့မတူရဘူးလို့မပြောဘူးတူကြပါသို့တော်လည်းပဲတူပြီးသွားလို့ရှိရင်အဲ့ဒီဒေတာမှာရှိနေတဲ့ပြည်သူလူထုကိုထိခိုက်နေတာမှမရှိအောင်ပြီးလို့ရှိရင်တော့တယံဇာတအရင်မြစ်တွေပြည်သူလူထုသုံးဆွဲသုံးဆွဲတဲ့ဒီဥမာဆိုရေတို့မိချောင်းတို့ဟာလိုမျိုးပြည်တော့လဲရတယ်အဲ့ဒါတွေမပြည့်စီအောင်လည်းကာကွယ်ဆောင်ရှောက်ပေးဖို့ကိုလည်းကျမတို့အနေနဲ့တောင်းဆိုချင်တယ်ပေါ့နော်အခုကတော့တနိုင်ငံလုံးမှာတူးကြမှာပဲအဲ့ဒါကိုလည်းသဘောပေါက်ပါတယ် 到人业绩没比没起来的呀，那边一尼老家那说了，都家人嘛，撇台多多那边，地。一，阳山那边东大啊，比收入少；，第二，东原那边东大啊，比收西少。怎么路？哎，到人业绩比东大人来特别西望嘛，不过，哎，哎那后来的地七十七那个，嗯，啊，就的片，哎，没有比东大啊，比收西少，被马天你那拿哈，牛有的米那个里眼就整整撇白了。 အထူးသဖြင့်노ဆုတ်ကလေးငယ်တွေပေါ့နော်အမေတွေမှာထိခိုက်တဲ့မြတ်အကုန်လုံးကမိခင်စီကနေတဆင့်ဒီဘာမှမတိတတ်သေးတဲ့ကလေးငယ်တွေစီရောက်သွားမယ်ပြီးလို့ရှင်တော့ဒီအဲ wondering ကအဲကလေးငယ်တွေပေါ့နော်မမွေးဖွားသေးတဲ့ကလေးငယ်တွေဟာအစကတည်းကအစိတ်တက်နေတာတွေကျမတို့အများကြီးမြင်ရတယ်ပေါ့နော်ဒါကြောင့်မလို့အဲ့ဓာတွေကိုလည်းကျမတို့အနေနဲ့အတတ်နိုင်ဆုံးစောင့်ရှောက်စီချင်တယ်ပေါ့တစ်ဖက်ကနေအဲနိုင်ငံအကျိုးအတွက်လုပ်တယ်လို့တစ်ဖက်ကနေကိုယ့်ရဲ့ပြည်သူလူထုကိုလည်းစောင့်ရှောက်ဖို့အတွက်တောင်းဆိုချင်ပါတယ် NGO တွေအနေနဲ့ CSO တွေအနေနဲ့ဆိုလို့ရှိရင်တော့ဒီပညာရေးအတွက်အခွင့်အလမ်းတွေကိုအများကြီးဖန်တီးစေချင်တယ်။အခုပညာရေးဦးကျိုးသွားလို့ရှိရင်ဒီအရရဲ့ဓာတ်ကိုကျမတို့နောင်ဆယ်နှစ်နှစ်20မှာကောင်းကောင်းခံရမှာဖြစ်တယ်။ဒါကြောင့်မို့လို့ပညာရေးကတော့ခက်ဆက်ပြတ်သွားလို့မဖြစ်ဘူးပေါ့နော်။ ဲ့ဒါကိုကျမတို့သက်ဆိုင်ရာ institution တွေပေါ့နော်ဥပမာဆိုရင်အစိုးရလို့တာမတ်ထားကိုကိုကိုခံယူထားတဲ့အဖွဲ့အစည်းတွေနဲ့အတူတကွပြီးလို့ရှိရင်တော့အန်ယူဂျီအပါအဝင်ပေါ့နော်အားလုံးကတာဝန်ယူတာဝန်ခံပြီးတော့မှဒီကလေးငယ်တွေအတွက်ဆက်ပြီးတော့မှဆောင်ရှောက်စေချင်တယ်ပေါ့ဂျေဆုတင်ပါတယ်